မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ဘကူတိုင်းတောင်ကုန်မြို့အခြေဆိုင်အကြမ်းဖက်ဆက်ကောင်စီလက်အောက်ခံ K2 မဒီ leader စခန်းကို short တိုက်တုံးဆက်နှလုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာဦးစီးအရာရှိ၃ဦးအပါအဝင်9ဦးသေဆုံးပြီးတော့ leader အုပ်ချုပ်ရေးမှူးယုံရိတ်တာနဲ့အရာရှိနေအိမ်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇန်နဝါရီလ4ရက်နေ့မနက်3:00နာရီ9မိနစ်ခန့်က တောင်ကုန်မြို့မှာရှိတဲ့ကေတုမတိလေးတပ်စခန်းအတွင်းကိုတရခွန်ပေါင်းမှာရှော့တိုက်တုံးဆက်နက်လုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ရာဆယ်လုံးအောင်မြင်စွာထိရောက်ပောက်ကွဲခဲ့ပြီးတော့လေးတပ်ဦးစီးအရာရှိတအုပ်အပါအဝင်အရာရှိ၃ဦးနဲ့အခြားအဆင့်၄ဦးတို့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်အခြားအဆင့်၈ဦးလည်းအပြင်းထန်ဒဏ်ရာရပြီးတော့ဒဏ်ရာတွေဟာစိုးရင်ရတယ်လို့သိရပါတယ်။ဒီတစ်ခါတော်တော်ကိုထိရောက်သွားတဲ့အတွက်ကျေနပ်တယ်ဗျာ။စစ်ကောင်စီရဲ့လေးတပ်ပြို့ဖို့အားလုံးဝိုင်းဝန်းစူးစမ်းကြဖို့အဖွဲအားလုံးကိုတိုက်တွန်းကြပါတယ်အခုထုတ်ပြန်တာကနောက်ဆက်တွဲစုတ်၃ခုကနေပြီးတော့အတည်ပြုပေးထားတဲ့ ထိခိုက်ပျက်စီးမှုတွေကိုထုတ်ပြန်ပေးတာပါလို့ Brave Warriors for Myanmar အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဒါအပြင်လေရင်ကိုတောင်ထိက K8 လေရင်နှက်စီးရဲ့ရှေ့လေကာမှန်တွေကွဲပြီးတော့လေရင်ရှော့ဘားတွေကျိုးသွားတယ်လို့သိရပါတယ်။လေရင်ကိုတောင်ရှေ့ပြေးလန်းလဲပျက်စီးသွားပြီးတော့လေတပ်အုပ်ချုပ်ရေးမှုရုံးပောက်ကွဲပျက်စီးကအရာရှိရိတ်သားမိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အရာရှိကြီးတွေရဲ့နေအရဲ့အနောက်ဘက်မိဖို့ချောင်းတွေလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်ဒီသမားလ3ရက်နေ့ကတောင်ကူလေတက်က K8 MiG 29 MI 35လေယာဉ်များ အတက်အဆင့်အလွန်များခဲ့တော့လေ short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့နောက်ပိုင်းမှာငြိမ့်သက်သွားက MI35 တစည်းသာအတက်အဆင့်ပြုတ်လုံနိုင်တော့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti Coup People's Liberation Force ACPLF နဲ့တန်အောင်မြောက်ပိုင်းအထုဒေသအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် စစ်အာဏာရှင်အောက်ကနေပြီးတော့မလွတ်မြောက်သေးတဲ့ပြည်သူလူထုဟာနေစဉ်နဲ့အမျှစစ်ကောင်စီရဲ့နှိပ်စက်ညှဉ်းပန်းမှုအောက်မှာဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူတွေလွတ်မြောက်ရေးအတွက်အထောက်ပံ့ဖြစ်စေရန်မျှော်မှန်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။တောင်ကိုလေတဆကန်းဟာနှစ်သက်ကူးတဲ့ညမှာကရင်နီဒေတာကိုဘုံကျဲမှုအပါဝင်နိုင်ငံတော်ကပြည်သူလူထုကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့လေတပ်များတဲ့ကတောင်ပိုင်းမှာရှိတဲ့အရေးပါတဲ့လေတဆကန်းတစ်ခုဖြစ်ပြီးတော့ ပြည်သူကိုလေကြောင်းကနေတိုက်ခိုက်ရမှာအဓိကအသုံးပြုတယ် Mi-29 Jet Fighter နဲ့112 Military Transport Aircraft တို့ပုံမှန်အခြေပြုနေတဲ့လေတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗျာ လေဓာတ်ပြိုရင်မြန်မာပြည်တော်ဝန်မှာရှိတဲ့တော်လိုင်းအင်အားစုများအနိုင်ရမှာဖြစ်ပြီးတော့မြန်မာပြည်သူတို့စစ်အာဏာရှင်လက်အောက်ကနေအမှန်တကယ်လွတ်မြောက်နိုင်ပြီလို့ယုံကြည်တဲ့အတွက်ကြောင့် BWM နဲ့အတူမဟာမိတ်အဖွဲ့များက89နှစ်မြောက်လွတ်လပ်ရေးနေမှာ BWM ရဲ့ Mission 28အဖြစ်နဲ့ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ BWM နဲ့မဟာမိတ်များအနေနဲ့တောင်ကိုလေဓာတ်စခန်းကိုတိုက်ခိုက်မှုဟာ၆ကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ BWM နဲ့မဟာမိတ်အဖွဲ့များအားလုံးလုံခြုံဘေးကင်းရာကိုရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ ရှင်းဆက်ပြီးတော့စစ်ကောင်စီရဲ့လေတန်းနဲ့စီရဲပြင်းမှကြီးများကိုတိုက်ခတ်ပြီးတော်လန်ရေးအရွေးအတွက်အချိန်ဟုန်မြင့်ပြီးတော့ကြိုးစားသွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရိယာဆဲတော်လမ်းပိုင်းမှာစစ်တပ်ရိခါပို့တဲ့ရင်နှန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၄ဦးကိုအရှင်ဖမ်းဆီးရမိပြီးတော့ ကားသုံးစီးနဲ့တနက်လေးလက်တင်းစီရရှိကစစ်တပ်ကချောဆွဲလာတဲ့ကားကိုပိုင်ရှင်ထံကိုပြန်လည်အနှံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဇွန်လအတွင်းမှာစတင်ခဲ့တဲ့ရှမ်းပန်းစစ်စင်ရေးကာလအတွင်းမှာတိုက်ပွဲဖြစ်ပွားရာမတရားဆဲတော်လမ်းပိုင်းကိုလူဝင်အားနဲ့လက်နက်ခဲယမ်းများလာရောက်ပို့ဆောင်တဲ့စစ်တပ်ရင်တန်းကိုမိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပတ်ကဖကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးတော့ကန်တာကားတစ်စီးမက်တူကားတစ်စီး 4 Gardens G3 တနက်3လက် MA13 တနက်တလက်တို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတင်စီရရှိထားတဲ့ကားတွေတဲကကန်တာကားဟာ CDM ဆီယာမာတအူးပိုင်ဆိုင်တယ်လို့သိရတဲ့အတော့ကြောင့်အဲ့ဒီကားကိုဇန်နဝါရီလ3ရက်နေ့မှာမိုးချိုစစ်ကြောင်းတိုက်နယ်3ပတ်ကဖရဲဘော်များကပိုင်ရှင်ဖြစ်သူ CDM ចောင်းဆာမထံကိုကားနဲ့ဆက်ဆက်တဲ့စာရွက်စာသားများကိုစစ်ဆေးပြီးတော့ပြန်လည်အနှံခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့လက်ရှိဆက်ဆက်ရေးမှာပါဝင်တိုက်ခိုက်နေကြတဲ့အဖွဲ့အစည်းတွေစီကို စီစစ်ထောက်ပို့ပေးကြရတယ်မတရားအတွက်မိုးကျိုးစစ်ကြောင်းကလမ်းမနေဘဲနဲ့ပါဝင်တိုက်ခိုက်လျက်ရှိပါတယ်လို့မတရားမျိုးနဲ့မိုးကျိုးစစ်ကြောင်းတိုက်နယ်သုံးပတ်ကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်လက်ရှိအချိန်မှာမိုးကျိုးစစ်ကြောင်းတိုက်နယ်သုံးပတ်ကဖဟာရှမ်းပန်းဆက်စင်ရေးမှာတာဝန်ချိန်ပေါ်သော စွန်းစွန်းတမန်ပါဝင်ဆင်နွှဲလျက်ရှိပြီးတော့တိုက်ခိုက်ရေးအင်အားထပ်မံဖြည့်တင်းနိုင်ရန်အတွက်တင်နန်းသားအသစ်များကိုလည်းထပ်မံခေါ်ယူနေပြီးလေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့သိရပါတယ်။မြို့သိမ်းတိုက်ပွဲများအတွက်ကြိုတင်ပြင်ဆင်စုဖွဲ့လေ့ကျင့်လျက်ရှိပြီးတော့ပြည်သူများအနေနဲ့စောင့်ကြည့်အားပေးဝန်ရံကြပါရန်မိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပါးကဖကမေတ္တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မှာ PDF တွေငါ့ကိုတက်ချင်ဆယ်နှစ်စူးစမ်းဆိုပြီးတော့ကြွေးကြော်ထားတဲ့ရဲတပ်ချက်ဟောင်းပြူစောတိခေါင်းဆောင်လွှမ်းမိုးနိုင်ပြစ်ခတ်ခံရပြီးတော့ ပွဲချင်းပြီးတိတ်ဆုံးကသူ့ရဲ့အလောင်းနဲ့အတူမူရစ်ဆေးဝါးများကိုပါတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ3ရက်နေ့မနက်7:00နာရီကအချိန်မှာသခိုင်းမြို့နယ်မြင်းမွေးရွာမှာနေထိုင်တဲ့ပြူစောဒီကောင်းဆောင်လေးဖြစ်ရဲတပ်ကြဟောင်းနဲ့ကြွေးပါအုပ်ချုပ်ရေးမှုလေးဖြစ်သူလွှမ်းမိုးနိုင်ဟာသူ့ရဲ့နေအိမ်ကနေကားနဲ့ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကလမ်းတနေရာအရောက်မှာဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လွှမ်းမိုးနိုင်ကခုခံထွက်ပြေးသွားတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးရာကနေ ပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ပြူစောတိခေါင်းဆောင်လွှမ်းမိုးနိုင်ရဲ့ကားအတွင်းထဲကနေပြီးတော့မူရဲ့စေဝါများနဲ့ဆက်ဆက်ပစ္စည်းများကိုလည်းသိသိရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိတ်ဆုံးသွားတဲ့သတင်းကြောင့်ပြည်သူများဟာလည်းအားရကျေနပ်ဝမ်းသာပြီးတော့ပီတိဖြာနေကြတယ်လို့သိရပါတယ်။ပြူစောတိခေါင်းဆောင်လွှမ်းမိုးနိုင်ဟာစေတက်ကြီးရွာမှာရှိတဲ့ပြူစောတိများကိုဦးဆောင်ပြီးတော့အုံတော်မြို့မှာအထိုင်ချကား စကိုင်းမြို့နယ်အတွင်းပြည်သူများကိုလည်းဖမ်းဆီးနှိပ်စက်ငွေညစ်တပ်ဖြတ်နေသူဖြစ်တယ်လို့သိရပါတယ်။ပြည်သူများရဲ့အုပ်အိမ်များကိုလည်းမိရှုဖြတ်စည်းနေသူဖြစ်ပြီးတော့မူရဲစေဝါများရောင်းဝယ်ဖောက်ကားနေသူများလောင်းကစားဝိုင်းနဲ့နှလုံးသုံးလုံးဒိုင်များစီကနေပြီးတော့လိုင်းကျေးတွေကောက်ခံကစစ်ကောင်စီကိုထောက်ပံ့မှုတွေလုပ်နေတယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းရဲဘော်များရဲ့သတင်းများကိုလိုက်လံစုံစမ်းကစစ်ကောင်စီထံကိုသတင်းပေးပြီးတော့တော်လိုင်းရဲဘော်များကိုဖမ်းဆီးတပ်ဖြတ်ရမှာလဲကိုတိုင်ပါဝင်ဆောင်ရွက်ပေးနေသူဖြစ်တယ်လို့သိရပါတယ်။သူကခဏခဏအပြစ်ခံရတာမသေးဘူးဆိုပြီးတော့ သူ့ကိုတတ်ချင်ရင် PDF တွေကို10နဲ့စူးစမ်းဆိုပြီးကြွေးကြော်ထားတာသူကစကိုင်းမြို့နယ်မှာနာမည်အကြီးဆုံးပြူစော်ဒီခေါင်းဆောင်ပဲသူ့ဇာတိကတော့ရွာတက်ကြီးရွာပါမြင်းမွေးရွာမှာအိမ်အောင်ကြပြီးတော့သူကလာနေနေတာသူတေလို့ဆိုပြီးတော့ပြည်သူတွေကကခုံပြီးပြောနေကြတယ်လို့လင်းယုံညီနောင်ပြောက်ကြတဲ့ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပြောက်ကြတဲ့ဖွဲ့ကတော်လိုင်းရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့မှာရှိတဲ့ရေးမြို့မှာရဲစခန်းရဲ့စခန်းမူဒူရဲမူအောင်ကျော်စိုးကိုတော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရေးမြို့မှာစခန်းမူဒူရဲမူအောင်ကျော်စိုးကိုတော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကဇန်နဝါရီလ3ရက်နေ့နေ့လယ်2နာရီအချိန်ကမှတိန်စီရမြို့တိန်စီရမုတ်ပလင်လမ်းပိုင်းမှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ခွင့်နဲ့ပြန်လာတဲ့စခန်းမူဒူရမ်းမူအောင်တော်စိုးဟာဇနီးဖြစ်သူရဲ့တိမ်စေရမြို့နေအိမ်ကနေပြီးတော့ကြိုက်ထုံမြို့ထဲကိုတအုပ်တဲ့ကားနဲ့ပြန်လာတဲ့အချိန်မှာဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါတယ်ဖမ်းဆီးရမိထားတဲ့စခန်းမူဒူရမ်းမူအောင်တော်စိုးကိုကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာတက်တထုံခရိုင်ထံကိုလွှဲပြောင်းပေးထားတယ်လို့ကြိုက်ထုံအခြေစိုက်တော်လိုင်းရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဒူရမ်းမူအောင်တော်စိုးဟာအရင်က ကြိုက်ထုံမျိုးမှာရဲစခန်းမှာစခန်းမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နော်ရေးမျိုးမှာရဲစခန်းကိုပြောင်းရွှေ့ခဲ့တာလို့ရဲတပ်ဖွဲ့နဲ့နှိစက်တဲ့ဒူရီစီကသိရှိရပါတယ်ရေးမျိုးမှာစခန်းမှုဖမ်းဆီးထားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ KNU တထုံခရပြောခွင့်ရဘရိုစောအေးနိုင်ထောင်ကိုဆက်သွယ်မေးညာထားပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ12ရက်နေ့ကလည်းကြိုက်ထုံမျိုးနဲ့တုံးကွာကြေးရွာအနီးမှာရှိတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ရဲ့ဂိတ်ထဲကိုလမ်းမပြီးတော့ဝင်လာတယ် တိုင်စီရအခြေစိုက်အမြောက်တပ်ကစစ်ဗိုလ်လင်မယား၂ဦးဖမ်းဆီးခံရပြီးတော့လက်ရှိမှာတော့ KNU ကစစ်တုံးပန်းဥပဒေနဲ့အညီထိမ့်သိမ်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝန်မှာစစ်အာဏာရှင်စနစ်ခြေမုံတိုက်ဖြတ်ရေးအတွက်ဖြစ်ပွားနေတဲ့တော်လှန်ရေးတိုက်ပွဲများမှာစစ်ကောင်စီဘက်ကဗိုလ်ချုပ်ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်ရှိသူ53ဦး တေဆုံးဒဏ်ရာရတဲ့ပုံမှန်ဖြစ်တဲ့ဖမ်းဆီးခံရခြင်းများအပါအဝင်2024ခုနှစ်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်3400ကျော်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF ပြည်သူ့ကာကွယ်အဖွဲ့ပကဖတိုင်းသာတော်လိုင်းတပ်ဖွဲ့များနဲ့ဒေသကာကွယ်တပ်အသီးသီးရဲ့တိုက်ခိုက်မှုကြောင့်2024ခုနှစ်ဇန်နဝါရီလကနေဒီဇင်ဘာလ29ရက်နေ့အထိ စစ်တပ်အရာရှိ335ဦးတေဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိသူစစ်အရာရှိ128ဦးစုစုပေါင်းတေဆုံးတဲ့ထိခိုက်ဒဏ်ရာရရှိသူစစ်အရာရှိစုစုပေါင်း442ဦးရှိတယ်လို့သိရပါဗျ။ဗိုလ်ချုပ်ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆက်ရှိသူအနည်းဆုံး53ဦးဟာလည်းတေဆုံးဒဏ်ရာရနဲ့စစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။နိုင်ငံတော်ဝန်တိုက်ပွဲများမှာ2024ခုနှစ်အတွင်းစစ်ကောင်စီဘက်ကစစ်သားရဲနဲ့နေသားဆောင်တပ်ဖွဲ့ဝင်တေဆုံးသူ 14,963ဦးဒဏ်ရာရရှိမှု8,363ဦးစုစုပေါင်း21,456ဦးရှိပြီးတော့တပ်မအင်အား10ခုကျော်ပမာဏနဲ့ညီမျှတဲ့အင်အားတွေပြုံးတီးခဲ့တယ်လို့သိရပါတယ်နိုင်ငံတော်ဝန်မှရှိတဲ့စစ်ကောင်စီတပ်ရဲ့စခန်းပေါင်း840ခုကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်တော်လိုင်းရင်းအဖွဲ့အသီးသီးရဲ့တိုက်ခိုက်မှုကြောင့်တိုင်းစစ်ဌာနချုပ်2ခုဒါကစဌာနချုပ်2ခုစကခဌာနချုပ်5ခုစစ်မဟာဗျူဟာအခြေချစခန်း6ခု၄တပ်ဆွဲ2ခု တိုက်ခိုက်ရင်နောက်တန်းစခန်း86ခုလက်ရုံးနောက်တန်းစခန်း54ခုနေကြားဆောင်စခန်း18ခုလို့လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။2024ခုနှစ်အတွင်းမှာစစ်ကောင်စီရဲ့အဓိကတိုက်ခိုက်ရေးအင်အားဖြစ်တဲ့တပ်မ10ခုစစ်ကခ18ခုတပ်မဟာ3ခုတို့ကတရင်282ရင်းမှာအနည်းဆုံးတရင်တရတရင်ခံဖွဲ့စည်းပုံပြတ်နေပြီဖြစ်က142ရင်းဟာလည်းအင်အားချိနေနေပြီဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်2022ခုနှစ်ကနေပြီးတော့2024ခုနှစ်ဒီဇင်ဘာလအထိစစ်ကောင်စီဘက်က 382ဦးရဲ1888ဦးစုစုပေါင်းစီရီယံပြုလုပ်သူ14960ဦးပြည်သူ့ဝင်ကွင်းကိုခိုလုံခဲ့တယ်လို့သိရပါတယ်အရာရှိအစ်စ်စီရီယံဝင်ခဲ့သူဒုဗိုလ်မှူးကြီး9ဦးဗိုလ်မှူး42ဦးဗိုလ်ကြီး323ဦးဗိုလ်102ဦးတို့ရှိခဲ့ကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်အုံနယ်ဘုတ်ရွာကိုအချမ်းမဆက်တက်ကမနေ့ကညအချိန်မှာဝင်ရောက်စီးနှင်းခဲ့ခြင်းကြောင့်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇန်နဝါရီလ၄ရက်နေ့ည10:16မိနစ်ခန့်မှာဝက်လန်မြို့နယ်အုံနယ်ပုတ်ရွာကိုစကိုင်းမြို့နယ်စားတောင်ရွာတွေကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်သားများကဝေရောက်ပြီးတော့စီးနှင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအုံနယ်ပုတ်ရွာအပါဝင်ကျေးရွာ6ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ခွဲစစ်ကြောင်းကအလွတ်ကြီးရွာတွေကိုရုတ်တရက်ဝင်ချလာတော့အုံးလဲဘုတ်ရွာအပါဝင်ကြေးရွာ6ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူတွေဟာညဘက်ချမ်းအင်းနေတဲ့အချိန်ကြီးမှာဘေးလွရာကိုထွက်ပြေးနေရပါတယ်လို့ Wallet Informational Network တာဝန်ခံနဂားလေးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ